မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဒီတစ်ခါတော့ဆရာကနောက်ဆုံးပိတ်အိတ်နဲ့လွယ်မယ်ဇနီးသားသမီးမိတ်ဆွေတို့2025ခုနှစ်17လပိုင်းပြမှာတလားစာရှောင်းရံဆောင်ရံအတွက်ကံကြမ္မာဟော့စတန်ကိုဟောကြားပြီးမှဖြစ်တဲ့အတွက်ဇနီးသားသမီးမိတ်ဆွေတို့အချိန်နေဘယ်ကနေကြည့်နေရလဲမိတ်ဆွေတို့အနေနဲ့ဆရာကိုမှတ်မိကြပါဦးဒီ2025ခုနှစ်17လပိုင်းပြမှာမိတ်ဆွေဇနီးသားသမီးများဒီလတာတော်တွင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံကိုဥစွာခံပါဆရာတားတော်ဆွဲပြပါမယ်မိတ်ဆွေတို့ရဲ့ယင်ထဲမှာ ဖုန်ကြီးဝစ်ရှင်နေတဲ့စိတ်တွေယဟန်ဝစ်ရှင်နေတဲ့စိတ်တွေဘာသာတရားတစ်ခုခုဘာသာရေးဆိုင်ရာကိစ္စတစ်ခုခုကိုလှုပ်ဆောင်ကျင်နေတဲ့စိတ်မျိုးငါတို့လူကျင်လိုက်တာဆိုတဲ့စိတ်ကလေးငါတို့လှုပ်ရှင်လိုက်တာဆိုတဲ့စိတ်ကလေးတွေများစွာဖြစ်ပေါ်နေတော့ကာလာလေးဖြစ်ပြီးတော့ခါတရာစိတ်ယိုဖိတ်နေတော့ကာလာဖြစ်ပြီးတဲ့ခါမိတ်ဆွေတို့နေနဲ့ကိုကိုတိုင်းမဲ့ဦးစင်းဝစ်လာရင်ကောင်းမလားတီလာရှင်မဲ့ထွက်လာဝစ်လာရင်ကောင်းမလားဆိုတဲ့ဘာသာတရားစိတ်တွေအเจ้าညာမျိုးဆိုပြအဲလူကျင်တဲ့စိတ်တွေဖျားတဲ့ တင်ဆောက်ရက်ွက်အဆရှိတဲ့ပေးကန်းစွန်ရခြင်းကုသိုလ်မျိုးတွေစိတ်ဆန္ဒတွေဒါသာစိတ်တွေများစွာဖြစ်ပေါ်နေသောလာဖြစ်ပါလေခင်ဗျာတို့အပြင်မိတ်ဆွေစနေတာသမီးတွေကဒီ2025ခုနှစ်17လပိုင်းဆိုတဲ့ကာလမှာမိတ်ဆွေတို့ရဲ့ကံဟာဒီကလာမှာတော့လရဲ့အစမှာတော့ဘာကိုလှုပ်လှုပ်ကိုကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းတွေဂျုံဟာတက်တယ်လို့ဇနီးသားသမီးမိတ်ဆွေတွေနဲ့ဘာကိုလှုပ်လှုပ်မိတ်ဆွေတို့နဲ့ငါတိကျပို့လုံနိုင်ရမှာငါတိကျပို့စူးစမ်းနိုင်ရမှာဆိုတဲ့ အရာလေးတွေငါတိတက်ပို့ပြီးတော့ကိုကိုကိုအပြစ်မြင်နေတာမျိုးကိုလုံနေတာအမှန်ဆိုမယ်ကိုကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းအမီတွန်တောက်ပြီးတိတ်မနိုင်ခဲမရဖြစ်နေတတ်တော့လာဖြစ်ပြီးတော့အမှန်ကတော့ကိုကိုကိုစိတ်လျှော့ပြီးပါဖြစ်နေလို့တာထပ်ပို့ပြီးတော့မောတန်ဖြစ်ရှင်နေတဲ့စိတ်တွေများစွာဖြစ်ပေါ်နေတော့လာဖြစ်ပါတယ်တို့ပြင်မိတ်ဆွေတို့အနေနဲ့တကူကလွဲခဲ့ပြီးသားအမှဖြစ်ခဲ့ပြီးသားအမှလွဲခဲ့ပြီးသားအမှတွေကို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 အပြစ်မြင်နေတာမျိုးအပြစ်တင်နေတာမျိုးတွေကြုံရတတ်တော့လာဖြစ်တဲ့အတွက်မိတ်ဆွေတို့သိထားဖို့လိုအပ်တာကတော့ အတက်နိုင်တော့ကိုစူးစမ်းပါစူးစမ်းလို့ဖြစ်မလာတဲ့အခါမှာဖြစ်ဖြစ်စူးစမ်းလို့ရရှိနေတဲ့နေရာကိုလည်းလက်ခံကျင့်တတ်ပြီးတော့ဆက်လက်စူးစမ်းဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်အလုံးနှစ်ခုစိတ်နှစ်ခုဖြစ်တတ်တယ်ထို့အပြင်မဲ့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်လည်းတစ်ကြိမ်တစ်ခါတည်းနဲ့မပြီးပဲနှစ်ကြိမ်ထပ်ပို့ပြီးလုပ်ရတာမျိုး repetitive more than ထပ်ထပ်ထပ်တင်တယ်လည်းပြုလုပ်ရတတ်တော့လာဖြစ်တဲ့အတွက်မိတ်ဆွေ စနေသားသမီးများအနေနဲ့ကိစ္စတစ်ခုခုကိုလည်းတခါတည်းနဲ့မလုပ်ပါနဲ့ဆုံးဖြတ်ဆောင်ရွက်တာမျိုးတခါတည်းနဲ့အပြတ်စကားပြောတာမျိုးစနေရီရဲ့ဇယိုက်ကဒေါသကြီးတယ်စိတ်ဆက်တယ်အကြောမာတယ်မခံကျင်စိတ်ကြီးမားတတ်တဲ့အဲမီးတောက်ကဲ့သို့သောနေသားတွေဖြစ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေတို့နဲ့ဘာကိုဖြစ်ဖြစ်အပြုံးကလေးနဲ့ချူတာပါလုပ်ပါမခံကျင်စိတ်တွေကိုရင်ထဲမှာပဲထားပြီးတော့အဲနှုတ်ကနေဖွင့်မပြောတာကောင်းပါလေခင်ဗျာ ငွေကြီးငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့ငွေမမြဲတော့လာဖြစ်ပါတယ်။ဒါကြောင့်လက်ထဲမှာငွေထားခြင်းထက်ငွေကြီးနဲ့ပတ်သက်ဟိုကဝင်လာဒီကဝင်လာကိုနေရာကဝင်ဒီနေရာကဝင်ဒီကထွက်ဟိုကထွက်နေ ပလိုင်းပေါင်းနဲ့ဖားကောက်နေတကယ်သူပဲဝင်ဝင်နဲ့ထွက်ငွေဟာဝင်ငွေနဲ့ထွက်လေကဲသူဖြစ်နေတတ်ပြီးတော့ငွေကြီးနဲ့ပတ်သက်ရင်ငွေမမြဲတော့လားငွေမမြဲတော့အပတ်ဖြစ်ပါလေဒါကြောင့်မိတ်ဆွေတို့နဲ့ငွေကြီးကန်နဲ့ပတ်သက်လာရင်မိသားစုကိစ္စလေးတွေဘာသာရေးကိစ္စလေးတွေအိမ်ကြီးအဆရှိတဲ့ထွေထွေလေးလေးမှာမဖြစ်မနေတုံးဆွေးရတော့ကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ရင်ကိုယ်နဲ့ငွေဟာဝင်ဝင်နဲ့ထွက်ငွေဟာဝင်ငွေနဲ့ ဖတ်လိကဲ့သို့ဖြစ်နေတတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လို့လက်ထက်ထားတာကြီးတဲ့တခုခုကိုလှုပ်ဆောင်တဲ့အခါမှာကိုယ့်လက်ထက်မထားဘဲနဲ့ကြံ့ကြာတွေ့ဝေတုံဆိုင်မနေဘဲနဲ့ယင်းစရာရှိတာဝယ်စရာရှိတာလှုပ်စရာရှိတာကိုခက်ပြက်ပြက်ခက်ချင်းချင်းလှုပ်တာကောင်းပါလေအစုစေရာစုကြီးငွေကြီးနဲ့ပတ်သက်လို့မထားပါနဲ့မလှုပ်ပါနဲ့အာမခံကိစ္စငွေကြီးကိစ္စချင်းငါဆိုင်ရာကိစ္စလေးတွေမှာလည်းသတိပြုစင်ချင်မှာငွေကြီးကံနဲ့ပတ်သက်ရင်ဒီလဟာအင်မတန်အားနည်းသောလဖြစ်တဲ့အတွက်လက်ထက်မှာငွေဝင်လာရင်လက်ထက်မှာကြာကြာမထားဘဲနဲ့သို့မဟုတ်လူမြင်မခံတာအကောင်းဆုံးဖြစ်ပြီးတော့မိတ်ဆွေနဲ့ငွေဟာ ဆက်ညင်ပိုက်ရက်ကိုတွားနေတော့လာဖြစ်ပါလေထို့အပြင်မိတ်ဆွေတို့နဲ့ဒီလာတာတို့ဒီမှာငွေကြီးအစင်မပြေတဲ့မိတ်ဆွေများရတယ်ငွေကြီးအစင်မပြေတဲ့မိတ်ဆွေငွေကြီးနဲ့ပတ်သက်လို့လက်လွန်ထားတဲ့ငွေကြီးတွေကိုကိုကိုတိုင်းပြောဆိုတောင်းမနာမျိုးထပ်စားလို့ရှိရင်တဦးတယောက်တစုံတယောက်ရဲ့အကူအညီနဲ့တောင်းဆိုတာဟာပုံမှန်ကောင်းမှမှာတဲ့အိမ်နွေးရေးကိစ္စလေးတွေမိသားစုရေးကိစ္စလေးတွေမှာလည်းငွေကုန်ကြီးကြအများရတတ်တာမျိုးအနှဲငယ်လေးငွေကြီးနဲ့ပတ်သက်လို့နားလည်မှုနှဲငယ်လွဲနေရတတ်တော့လာဖြစ်တဲ့အတွက်အတွက်ကြောင့်မလို့ ။ညီကိုကတော့ညီကိုစဘာကတော့ပေါက်စီးဆိုရဲထုံးကိုနှလုံးမူလို့ကြင်ကြံတာဟာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဒီလာတာတော့တမမိတ်ဆွေတို့ကျမကြီးကျမကြီးနဲ့ပတ်သက်လာတဲ့အခါမှာလူပြူစားခြင်းခံရတာမျိုးတွေမကောင်းတဲ့ပညာရဲ့အတိုက်အခိုက်တွေကြောင့်သာညံ့ပါလိမ့်မယ်။သို့မဟုတ်ရင်ญาတိအခုပြောင်းကာလလေးတွေကြောင့် ကျမအင်းနဲ့ပတ်သက်လာရင်ဆွဆွဝွားဝါတော့မဖြစ်နိုင်ပါနဲ့။ဝနာကကြိုက်တယ်လို့ဒီနာကခဲတယ်လို့အဲငွေမဝင်ရင်ကျမအင်းညံ့ပြီးတော့ငွေဝင်ရင်ကျမအင်းကောင်းတယ်တော့လာဖြစ်နိုင်ကြီးကြီးတော့လာဖြစ်တဲ့တော့ငွေကြီးနဲ့ပတ်သက်လို့စနေသားသမီးမိတ်ဆွေတွေရဲ့အိမ်တော်ဗမာကတော့ငွေများများရှာရင်တော့မိမများများသူ့မဟုတ်မိမိရဲ့ယောက်ျားများများစိတ်ကြည်မှာအတိအကျပဲဖြစ်တယ်ခင်ဗျာ။တော့ထို့အပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာကျမအင်းနဲ့ပတ်သက်လာရင်ယောဂါဟောင်းရှိတဲ့မိတ်ဆွေများသတိထားပါ ငကူကဖြစ်ခဲ့ပြီးတော့ဆိုးခဲ့ပြီးတော့ညံ့ခဲ့ပြီးတော့ယောဂတွေအပြန်လေဖြစ်လာတာမျိုးလေးတွေကြုံရတတဲ့အတွက်တော့ယောဂဟောင်းတွေအသက်ရှူကြတာမျိုးတွေနှလုံးနဲ့ပတ်သက်တာတွေမောပန်းတာမျိုးလေးတွေလီနဲ့ပတ်သက်တော့နှလုံးနဲ့အဆုတ်နဲ့ပတ်သက်တော့ရလေးဒီမှာသတိပြုစင်ကျင်ပေးရန်အတွက်တော့လူအပ်တော့လာဖြစ်ပြီးတော့အသက်60နဲ့9နှစ်အထက်ဇနီးသားမိမိတ်ဆွေများဟိုကတော့ခြေလက်အင်္ဂါခါးနဲ့ပတ်သက်လို့ထိခိုက်ရှနာခြင်းမျိုးတွေများစွာဖြစ်ရတတ်တဲ့အတွက်တော့သတိထားစင်ကျင်ရန်လူအပ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ ဒီလိုက်တာတော့ဒီမှာဇဏိသသမိမိတ်ဆွေတို့အနေနဲ့အခြေလူငယ်တွေအခြေအနေပတ်သက်လာရင်တော့အဲအပြိုကြီးလူပြိုကြီးလောက်တာကောင်းပါတယ်အခြေအနေပတ်သက်လာလို့ရှိရင်တော့ရီးစားယာယီဖူးစာတွေပေါ်တတ်တာမျိုးသိတ်ကောင်းတဲ့စကားလုံးတော့ဘီလင်းဆရာဆိုတော့ယာယီဖူးစာဆိုလိုပဲယာယီဖူးစာတွေပေါ်တတ်တာမျိုးအဲတကယ်တမ်းအချစ်စစ်အတူရောင်လေးကိုရှိကိုဖျားယောင်းတတ်တာမျိုးနဲ့စကားပြောချင်းပညာပဲเนาะယာယီဖူးစာတွေပေါ်လာတတ်တာမျိုးတွေစကားပြောဆနာလို့ကိုကိုလိန်ညာလေပြား အဲပြီးတော့ပြောတာမျိုးလေးတွေကြောင့်တစ်ဖက်မှာ social media နဲ့ပတ်သက်ပြီးတော့ရည်စားစကားပြောတာမျိုးလေးတွေဒီလိုမျိုးတွေကြုံရတဲ့အခါစိတ်မရိုင်းဘူးလိုအပ်ကြောင်းနဲ့မိတ်ဆွေတို့ဒီအခြေအနေမှာဆိုလို့ရှိရင်လည်းမိမိချက်တော့မြန်လို့တော့သူကိုဖွင့်ပြောလိုက်ခါမှာနားရမှုလွဲခြင်းတွေမျက်နှာချင်းဆိုင်ရာမှာအဆင်မပြေတာမျိုးလေးတွေကြုံရတတ်တဲ့ပြတ်တော့တမိစားများအနေနဲ့ကတော့ဒူတူတိတ်တိတ်နဲ့လွတ်လွတ်ဝပ်ဝပ်ကလေးနဲ့ချစ်တဲ့အကြောင်းကိုအမူအရာလေးနဲ့မန္တာမိတ်အမန်းဆိုတဲ့အတိုင်းပဲကိုအမူအရာလေးနဲ့ပေါ်ပြပေးတာက အကောင်းဆုံးသောအဲကိုချစ်တဲ့သူကိုအကောင်းဆုံးသောဆွဲဆောင်ပြီးဖြစ်ပါကြောင်းအဲဒါကြစရာကြီးစားမရတာတယ်နော်ဆိုဖြစ်ပါကြောင်းထပ်လောင်းပြောကြလိုက်ပါစီကောင်းပြီတို့ပြင်စနေသားသမီးမိတ်ဆွေများသမီးသားများအနေနဲ့ကတော့ဘာမှဆူဆူဝါဝါမရှိပြင်မဲ့လို့ဖြစ်ခဲ့ပြီးသားအမားတွေပြီးခဲ့ပြီးသားရည်စားကိစ္စတွေသမီးစားကိစ္စတွေငါကဖြစ်ခဲ့တဲ့အရာတွေကိုနောက်ကျောင်းလံပြီးတော့ကြောက်အကြောင်းပြုပြီးပြဿနာတက်လာမျိုးတွေသမီးစားရေးမှဆိုလဲတဦးတယောက်တစုံတယောက်ပြီးခဲ့ပြီးသားမိသားစုဝင်ကိစ္စတဦးတယောက်ကိုအကြောင်းပြုပြီးတော့စိတ်ဆိုးစိတ်ကောက်တာမျိုးတွေနားလည်မှုလွဲတာမျိုးတွေဖြစ်ရတာကလွဲရင် ခိတခဏတော့အစင်မပြေခြင်းနေပြဆိုင်ခြင်းနေရဆဲခြင်းနေနားလည်မှုလွဲခြင်းနေကြုံရတက်တဲ့အတွက်တော့ဒီကလအတွင်းမှာသမီးစားရေးကိစ္စတွေမှာသူများကိုတိုင်ပင်ညှိနှိုင်းတာဟာအားနည်းစီတော့လာဖြစ်ပြီးတော့အဲအိမ်တော်ပြုရန်ဆိဆက်ရန်သူကတိုင်ပင်တဲ့အခါမှာလေလူကြီးမိဘချင်းတွေတဟဆတာမတည့်တာမျိုးတွေကြုံရတက်တဲ့အတွက်ကြောင့်မလို့ဒီလဟာအတော်ကိုတတိထားပြီးတော့ဆင်ကျင်တင်တော့လာဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြလိုက်ပြစီကောင်းပြီဒီ2025ခုနှစ်12လပိုင်းဆိုတဲ့ကာလအတွင်းမှာစနေသားသမီးမိတ်ဆွေတို့အနေနဲ့အကျိုးပြီးသောလုပ်ငန်းအနေနဲ့ဆိုရင်တော့လုပ်ငန်းတွေကိုတစ်ခါထပ်မှကျင်ပါတယ် နှစ်ခါပြန်လုပ်ပါအလုံးလျှောက်တဲ့မိတ်ဆွေများအလုံးရကြည့်တချိန်နဲ့တော့မပြီးပါဘူးနှစ်ချိန်လောက်လျှောက်တာမျိုး passport လုပ်ငန်း visa လုပ်ငန်းစာရွက်စာတမ်းကိစ္စလေးမှာလှုပ်ဆောင်တဲ့ခါလဲတချိန်နဲ့နဲ့မပြီးပဲနဲ့နှစ်ချိန်လောက်တာမျိုးကိုယ့်ရဲ့အထက်အလူကြီးအကြီးကဲတဦးတယောက်တစုံတယောက်ရဲ့အကူအညီလေးတွေကိုရယူပြီးတော့ဘိုင်းဟာဆိုင်ရာကလေးတွေနဲ့ပြောဆိုတာမျိုးတွေဟာပုံမှန်အတာကောင်းမှုတိုးတက်နိုင်သောလအဖြစ်ပါတယ် ဥအိမ်ချမ်းပြည်လုပ်ငန်းအာမခံလုပ်ငန်းမြေယာလုပ်ငန်းတွေကိုကိုတိုင်းဥစည်းဥဆောင်လှုပ်ဆောင်လို့လေကိုပိုင်လုပ်ငန်းတွေဒီဘက်တော့ချိတို့ဆောင်ရလှုပ်ဆောင်မှာအစောကလက်ထဲမှာငွေထားရင်တောင်မကောင်းဘူးဆိုတဲ့လာဖြစ်တဲ့အတွက်အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဥအိမ်ချမ်းပြည်နဲ့ပတ်သက်တာကိုပိုင်လုပ်ငန်းနဲ့ပတ်သက်တာစတင်လုပ်တာဥဆောင်လုပ်တာတွေအတွက်တော့ချိတို့ဆောင်ရလှုပ်ဆောင်ရင်အသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစေသလိုမိမိရဲ့အိမ်တော်ဖက်ရဲ့အထောက်အကူတွေများစွာရရှိတတ်တာမျိုးအိမ်တော်ဘက်နဲ့လေယောက်ချမ်းနဲ့ပတ်သက်ပြီးတော့တိုင်ပင်ညှိနှိုင်းတာမျိုးမိမိအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ညှိနှိုင်း တိုက်မြင်ပြီးတော့တက်ညီလက်ညီမောင်တထမ်းမဲ့တွေကဆောင်ရရှင်းဟာအင်မတန်အားသာကောင်းမွန်ပြီးတော့ငကိုကခက်ခက်ခက်ခဲဘာလို့လို့အစင်မပြေတော့မိမိအိမ်တော်ဘက်ကိုဇတိကလေးရောင်းလိုက်တာမျိုးနင့်ကိုတော့ငါရောင်းတယ်ဟာနင်လုလိုက်နကိုကိုငါ့ကိုတော့ရောင်းဟာနင့်ကိုဝယ်တယ်ဆိုတဲ့အတိုင်းလောက်ဆောင်လိုက်ရင်စနေတိုင်းမိမိတ်ဆွေများဟုတ်ကျင်းပြပါရခင်ဗျာဒီ2020အခုနှစ်ဆန်လာပိုင်းဟာမိတ်ဆွေတို့အတွက်ထင့်ော့စရာကြီးအဖေမရှိလဲလို့မိရတော့အောင်ကံစရာအတောက်ကိုရပါပါညီကိုမောင်နှမတွေရဲ့အခုညီကိုရရှိတာမျိုးလေးတွေကြုံရတတ်တယ် ်ထို့ပြင်ဒီလကအလုပ်တွေမှာဆိုရင် OHM မြေယာထိုင်ခင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်စားသောက်ကုန်လုပ်ငန်းစတင်လုပ်တဲ့လုပ်ငန်းတွေအစုရှယ်ယာစုချင်းနဲ့ပတ်သက်တာမျိုးစမ်းစီစစပစ္စည်းစားသောက်ကုန်နဲ့ပတ်သက်တာမျိုးယင်ခရီးသွားမော်တော်နဲ့ပတ်သက်တာမျိုးအပြောအဆို အသွေးအသားအလှပရေးရတယ်အမှုပညာပကြီးအဆရှိတဲ့လုပ်ငန်းတွေအလှကုန်ပစ္စည်းတွေဖန်ဆီးလုပ်ငန်းတွေချစ်လို့ဆောင်ရတာမျိုးအယောင်ဝယ်လုပ်ငန်းတွေလူတို့လဲတို့လေးတို့အဆရှိတဲ့အရာလေးတွေလက်ဝတ်လက်စားတွေဗဒမားတို့နီလာတို့ချွေးတို့ရေးတို့အဆရှိတဲ့လုပ်ငန်းတွေရေထွက်ကုန်ပစ္စည်းတို့ကုသရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေမှာတော့ချစ်တို့အားသာကောင်းမှုပြီးတော့များစွာထောက်ပံ့မယ်လား ဖြစ်ကြောင်းစနေသားသမီးမိတ်ဆွေတွေအတွက်ပြောကြလိုက်ပါရစေ။ဒါအပြင်ဒီလက်တာတော်တွေမှာဆိုရင်မိတ်ဆွေတို့အနေနဲ့စကားအများကြီးပြောခြင်းဟာမိတ်ဆွေတို့အတွက်ကန္တရရဲ့အထောက်အကူနဲ့မိကောင်းဆွေကောင်းပေါင်းသင်းနေရအကူအညီကိုရရှိတတ်ပေမဲ့လို့ဒီလက်ဟာမိတ်ဆွေတဲ့အပေါင်းအသင်းတွေဆွေမကင်းမျိုးမကင်းနေရအကူအညီကိုထူးထူးခြားခြားအပြောင်းလဲနေအကူအညီကိုရရှိတတ်တယ်လို့မိမိအိမ်ကိုညအိမ်ညနေဝင်လာတာမျိုးလေးတွေမိမိအိမ်ကိုမထင်မဖဲနဲ့မိဟောင်းဆွေဆွေမျိုးသားချင်းလေးတွေအလဲရောက်ရှိလာတာမျိုးတွေမထင်မဖဲနဲ့ကြုံရတတ်တော်လာဖြစ်တယ်လို့ မိတ်ဆွေတို့ဒီလာတာတော့ဒီမှာဆိုမိတ်ဆွေတဲ့အပေါင်းအသင်းတွေကပို့ပြီးတော့အကောင့်ထဲပေါ်လို့ရတယ်အလုတ်ရှာနေသူတွေအလုတ်တွေရရှိနိုင်တာမျိုးကိုပိုင်းလုံငန်းစတင်လုပ်ဆောင်ရင်အကျန်စီတွေကိုအကောင့်ထဲပေါ်ပြီးတော့ခြေတူဆောင်ရလုပ်ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီတော်လာဖြစ်ပါတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်း ရဝေးခီးသွားပြပနိုင်ငံခြားနဲ့ပတ်သက်သောလုပ်ငန်းတွေမှာဆိုရင်တော့ဖြင့်မိတ်ဆွေတို့အနေနဲ့ကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်တာမျိုးတွေလူလိန်ခံရတာမျိုးတွေတတိထားဆင်ញင်ပြီးဖို့လိုအပ်ကြောင်းနဲ့တဦးတယောက်ရဲ့အကူအညီကိုရရှိအောင်ဆွမ်းဆောင်ပြီးလုပ်ပါငွေကြီးနဲ့ပတ်သက်ရင်ပတ်စံပြောက်တာမျိုးတခုခုခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့တတိပြုဆင်ញင်ရန်အတွက်တော့အထူးထပ်လောင်းအားပြုပြောကြားလိုက်ပါရစေခင်ဗျာ ဒါအပြင်မိတ်ဆွေအဲစနေသားသမီးများအနေနဲ့ဒီလတာတော်တို့မှဆိုရင်မိတ်ဆွေတို့အနေနဲ့တကူကတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့ညီအကိုမောင်နှမတွေဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်တော့နားလည်မှုပြန်လဲရရှိတာမျိုးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါငကူကမိတ်ဆွေတို့ယောဂဟောင်းတွေကိုဆရာကောင်းသမားကောင်းစီဝါကောင်းတွေနဲ့ပြန်လဲကုသရမယ်ကာလဖြစ်တယ် ပညာရေးပညာရေးနဲ့ပတ်သက်လာရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တယ်လားဖြစ်ပြီးတော့ပညာရေးနဲ့ပတ်သက်လာရင်ကိုကဝါသနာပါတာတစ်ခုသင်နေတာတစ်ခုဆိုပြီးတော့စိတ်ကနှစ်ခုဖြစ်နေတတ်ပြီးတော့စိတ်အားငယ်ခြင်းနေစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ရတတ်တဲ့အတွက်တော့ဆရာအနေနဲ့ပညာရေးနဲ့ပတ်သက်ရင်တော့တာမန်ထက်ပို့တော့သတိပြုစင်ရင်ရမယ်တာမန်ထက်ပို့တော့နမောနမဲမနိုင်အောင်စိတ်မလောအောင်စင်ရင်ရမယ်လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့ဒီကာလအတော်အတွင်းမှာဘာကိုမဆိုလှုပ်ဆောင်လို့လည်းမိတ်ဆွေများအနေနဲ့ ။ဒါကိုမဆိုလှုပ်ဆောင်လို့တဲ့မိတ်ဆွေများအနေနဲ့ဒီကာလအတော်တွေမှာအဲခရီးထွက်ခြင်းခရီးသွားခြင်းတွေအကောင်အထည်ပေါ်ပါအားသာကောင်းမှုတိုးတက်နိုင်ပါတယ်။စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေရင်လုပ်ငန်းဟောင်းအလုပ်ဟောင်းကြီးကိုတိုးချဲ့လုပ်ကိုင်နေခြင်းထက်အလုပ်တဲ့နေရာတက်မှာအစီအစဉ်တက်အကြံစီတက်တွေလှုပ်ဆောင်တာဟာပုံမှန်အားသာကောင်းမှုတိုးတက်ပြီးတော့တန်ကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒီလကတော့ဒီမှာမိတ်ဆွေတို့အနေနဲ့အဲ ဆိုတော့ဆက်ကွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။စံစီစီစားစားတောက်ကုန်နဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေကိုပိုင်လုပ်ငန်းလေးတွေအကောင့်ထဲပေါ်တာဆက်တူလုပ်ငန်းအစုဝေးအစုရှယ်ယာတွေကနေရရှိတတ်တော်လာဖြစ်ပတ်တဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ထို့ပြင်ငဘောကအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကိုရရှိတတ်ပါတယ်။ယာရုလုပ်ငန်းနိုင်ငံနဲ့တိုးတက်လိုတဲ့မိတ်ဆွေများကတော့ တကြိမ်ထပ်ပို့ပြီးတော့ပြောဆိုတာမျိုးတကြိမ်နှစ်ကြိမ်သုံးကြိမ်လောက်ပြောဆိုမှသာတူတာမျိုးငကူကတကြိမ်နှစ်ကြိမ်သုံးကြိမ်ပြောဆိုထားတယ်ဆိုရင်တော့ဖြင့်တို့ဖို့အခွင့်အလမ်းအသာကြောင်းနဲ့အခုမှ first time ဆိုရင်တော့အနည်းငယ်ကံက50 50ပဲရှိကြောင်းထပ်လောက်ပြောလိုပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီလတာတို့ဒီမှာဆိုရင်လက်ရှိပစ္စည်းတွေဒါတွေအိုင်ဘယ်အသုံးပြုတဲ့အခါသတိထားစင်နေပြန်လိုအပ်ပါတယ်ဝါယာတို့နော်အိုးဆုပ်တို့အိုးပဲ့တို့အိုးပြတ်တို့လက်စစ်ပစ္စည်းအဆုပ်တို့လက်စစ်ပစ္စည်းအပြည့်တို့ဓာတ်အပြည့်တို့အဆက်ရှိတဲ့အရာမျိုးတွေရှိတယ်မိမိအိမ်ထဲမှာဖျားမိတွေ ယုတ်ရက်စက္ကနဲ့တက္ကနဲ့ရက္ကနဲ့ပြတ်သွားရင်တော့သတိထားစင်ဉာဏ်နဲ့မိမိတို့ရဲ့ကံကိုနမိတ်ကိုပြပြီးတော့အဲညက်တက်တဲ့အတွက်ဘာမှတုံဆိုင်ပြွေးမနေပဲအလဲပြတာမျိုးတွေပုံမကောင်းမှပါလေခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ချွေဝင်လာတာမျိုးတွေလူဝင်လာတာမျိုးတွေရရှိတတ်တယ်လို့ငကူကအချုပ်အောင်ဖြစ်တော်မိတ်ဆွေများအချုပ်အောင်ပြီးအမှုဖြစ်တော်မိတ်ဆွေများအမှုဘေးရနေပြီးတော့ဝင်းလုံးကျွတ်လွတ်လာတာမျိုးကိုယ့်ဘက်ကကံရဲ့အထောက်အကူကိုရရှိတာမျိုးပြက်ပြက်တတ်တာထင်နေပေါ်ပေါ်ခက်ချင်းချင်းအဖြစ်ပေါ်မယ် လဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပါတယ်ဒီလထာတော့ဒီမှာစနေသားသမီးမိတ်ဆွေများတနင်္ဂနွေသားသမီးတောက်ကြသားသမီးတွေနဲ့တွဲဖက်လှုပ်ဆောင်ရန်အသာပြီးထိုတနင်္ဂနွေနေ့လိုတောက်ကြနေ့လိုမှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်ရန်လိုအပ်ပါတယ်အချို့ပြီးတော့ကဏ္ဍအနေနဲ့ဆိုရင်၄ကဏ္ဍ၃ကဏ္ဍ၄ကဏ္ဍဖြစ်ပါတယ်ညီကိုတွေ၄၃၄ရှိဆုံးပြည့်ဟာလားနှစ်သုံးလေးဆိုတော့ခဏလေးခဏသုံးခဏနှစ်ခဏဟာအချိုးပြေးအသာကောင်းမှာပါလေအချိုးပြေးကံကောင်းစီတော့အရက်ဟာတော့အချစ်မြောက်တောင်ရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အချစ်တောင်တောင်ရက်ဖြစ်ပါလေ ီသက်ခါတော့ဒီမှာမိတ်ဆွေစနေသားသမီးတွေအဆက်ဆက်ရရကံကောင်းဇေယံအတွက်စင်ဆွေရောင်အသားရောင်အစိမ်းရောင်တွေကိုခမည်းများပါတော့ရောင်တွေကိုဝစ်ဆင်ခြင်းဖြင့်ကံတရားရဲ့အထောက်အကူရရှိတိုးတက်စေသောလဖြစ်ပါတယ်။အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စတွေကိုသွားရောက်လှုပ်ဆောင်တဲ့အခါမှာမိမိတို့လိုရာကိစ္စကိုမပြောမီမသွားမီမှာလက်ခုပ်လက်ဝါးလေးခုနှစ်ချက်တိတိတီးပြီးတော့သွားပါဒါဆိုရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမှာအတေချာပဲဖြစ်တယ်ဒီတလတာတော့ဒီမှာစနေသားသမီးမိတ်ဆွေတို့တတိယဆင်ញင်ပြရမှာတော့အခြေဆူးဆူးရက်ကိုထွက်တဲ့အခါ ကျမ်းမာရေးညံ့တပတ်ကြောင်းနဲ့ပရိပယူစင်ညာလိုအပ်ကြောင်းနဲ့ကျမ်းမာရေးကိစ္စမှန်သမျှကိုတော့အရှိစစရက်ကိုခကြီးထွက်ပြီးမသွားတင်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီစနေစနေချင်းတွဲလောက်တာမျိုးဟာကံရဲ့အထောက်အကူကိုများစွာမောသန်ဝမှုတိုးတက်ကံကောင်းဇေနိုင်ပါလေဆိုတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒါအပြင်စနေသားသမီးမိတ်ဆွေများဒီတလတာတော့ဒီမှာဆိုဘာကိုဖြစ်ဖြစ်မိသားစုရေးကိစ္စအိမ်နွေးရေးကိစ္စအတွင်းရေးမိကိုအတွင်းမှာထားပြီးတော့အပြင်မိကိုမပေါက်စင်နဲ့မိသားစုအတွင်းမှာ တဦးတယောက်တစုံတယောက်ကိုအကြောင်းပြုပြီးတော့ဆွေမျိုးသားချင်းတဦးတယောက်အကြောင်းရမိတ်ဆွေတယောက်ကိုအကျိုးပြုပြီးတော့ပြဿနာတစုံတရာတွေများပြီးတော့မလိုလားအပ်ပဲမိသားစုတွေနားလည်မှုတွေတက်ကြောင်းလဲထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာဒီတလတာတော့ဒီမှာမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့အတိတ်ကြံပြုလို့တဲ့ဆရာငယ်မိတ်ဆွေများပုံမလို့ပေးပါဗဇက်ကဖရာလက်ကကာယာဖြစ်တဲ့တော်လာဖြစ်တဲ့အတွက်စနေသားကြီးမိတ်ဆွေများ24ပဋ္ဌာန်းရန်တို့မေကြီးဆက်သက်တုတ်တို့ရွတ်တာမျိုးတွေလောက်ဆောင်ပြီးပါကန်ဆာတာညံ့ပြီးအခက်အခဲတွေညံ့နေတဲ့ကိုကိုကံမကောင်းထင်တယ်တော့မဟုတ် ကံကောင်းစီလိုတဲ့မိတ်ဆွေများပရိသတ်အုပ်ပဋ္ဌာန်းဆာအုပ်ဘာသာရေးဆိုင်ရာယုံကြည်သက်ဝင်မိမိတို့ရဲ့ဘာသာရေးမှာဖြန့်ဝေဝေမြခြင်းဖြင့်ကံရဲ့အထောက်အကူတိုးတက်မှုကိုများစွာရရှိတတ်ပြီးတော့အညံ့တွေကနေအဆိုးတွေကိုရောက်ရှိတက်လန်းသွားမှာပါအဋိဋ္ဌံပြုလို့တဲ့ဇနီးသားသမီးမိတ်ဆွေများအဋိဋ္ဌံပြုလို့လူတစ်ပါးဆိုရင်တော့ဖြင့်ဂုံတော်ကိုးပါးပတိကိုကိုးရတိတိအဋိဋ္ဌံပြုပါဒီနေရာမှာတချို့တိုက်ဆွဲတွေဥစ္စာဆွဲတွေတို့တိုက်ကလာတဲ့သူတွေဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကိုးနှဝင်အတိတ်တံဝင်ပြတ်တဲ့အတွက်ကြောင့်မလို့အဲကျတော့ တမုတ်တီအော် sorry ဟိုဂုတ်ဗာလေဗုဒ္ဓန္တနာကိစ္ဆာမိတရဓမ္မန္တနာကိစ္ဆာမိတရတဂန္တနာကိစ္ဆာမိတရဒါပြီးတော့ဒုတိယမိဆိုပြီး၉ရက်တိတိရှိတယ်เนาะတရဏဂုံ၃ပါးဒါကိုနောက်ဆုံးတရက်ကအစအနေအဆုံး၁၀ရက်တိတိအဋိဌံပြုခြင်းဖြင့်ညံ့နေတဲ့အရာတွေမှန်သမျှကောင်းမှုတွေတိုးတက်သွားပါလိမ့်မယ်အဆက်ဆက်ရရကံကောင်းစီရမိတ်ဆွေတို့ရဲ့ရောင်းကုန်ဝဲကုန်တွေအယောင်းတွအယောင်းဖတ်စီဖို့အတွက်ဖဲချက်ကလေးတစ်ချက်နဲ့ရိုက်ပုံထိတွေ့ရောင်းလိုက်ပါကအယောင်းတွအယောင်းဖတ်ပြီးတော့ကံစာတာတွေတိုးတက်ကောင်းမှုမှာ အသေးကြပဲဖြစ်တယ်။ကောင်းပြီ။ဒါအပြင်မိတ်ဆွေစနေသားသမီးတွေဒီတလားတာတော့ဒီမှာအဆက်ဆက်ရကံကောင်းစီရန်တို့ပြုလုပ်ရမယ်ရေရမပြောမီ။ညညာလေးဝင်ပြရစီ။ဆရာငယ်နှမပေးနေခြင်းခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချောက်မှာဆက်သွယ်မြင်မြန်နိုင်ကြောင်းနဲ့ဆရာငယ်ဗီဒီယို Facebook page မှာဖြစ်စီဆက်သွယ်မြင်မြန်နိုင်တယ်လို့ Telegram မှာလည်းဆက်သွယ်မြင်မြန်လို့ရပါတယ်။သို့တော့ TikTok Messenger မှာဧည့်သည်လက်မှတ်ကြောင်းထပ်လောင်းပြီးတော့အသိပေးပြရစီ။အကောက်တူတွေများနေပါတယ်။နော်ဆရာငယ်တော်တော်အကောက်တူတွေများနေတဲ့အတွက်ကြောင့်မလို့အကောက်တူတော့ အတုတွေကကောက်တက်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့နော်မိတ်ဆွေတို့အနေနဲ့အဲစနေသားသမီးမိတ်ဆွေတွေ2028ခုနှစ်အတွက်တနစ်စာခေါ်စရာကိုလည်းမှာယူရရှိနိုင်ပြီဆိုတဲ့အကြောင်းလေးထပ်လောင်းလက်ခံပေါင်းခတ်အောင်စီတည်ရတဲ့အဖြစ်စနေသားသမီးမိတ်ဆွေတွေဒီတစ်လတာလုံးမှာငွေရင်းချေးကန်ကောင်းစီပြီးအဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စီရလို့ငါငွေမြဲစီရန်ရေရလေးတခုပဲပြန်ပေးချင်ပါတယ်တို့မဟုတ်ရင်မိမိတ်ဆွေတို့အတွက်အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စီရန်အတွက်ပြုလုပ်ရမယ့်ရေရအနေနဲ့ဆိုရင်တော့အဖြစ်မိတ်ဆွေများခင်ဗျငွေမြဲစီရန်အတွက်တော့ တထောင်ငလေးတစ်ရွက်ပေါ်မှာငါးတစ်တာဘူးလေးတပူးကိုတင်းမှာနောက်ပြီးတော့အပေါ်မှာဖျောင်းနိုင်တဲ့တတိုင်ကိုမိတ်ဆွေတို့ရဲ့ပစံထားတဲ့နေရာဘီရိုတို့မဟုတ်အမြင့်တနေရာသပွဲကောင်တာမှာတွင်းချင်းဖြင့်ငွေမြဲစီပါလေပြန်ပြောပြပါမယ်တထောင်ငလေးတစ်ရွက်ပေါ်မှာတထောင်ငလေးတစ်ရွက်ကိုမှောက်မှောက်လန်းလန်းငါးတစ်တာဘူးအစ်တတပူးတင်းငါးတစ်တာငါးတစ်တာလုံးညုံတာငါးတစ်တာဘူးလေးတပူးတင်းအပေါ်မှာဖျောင်းနိုင်တဲ့တိုင်ဘာရောက်ထွန့်ထွန့်ရပါလေငွေမြဲစီပါလေငွေဝင်စီရန်အတွက်အဆက်ဆက်ရကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ ွေပကံများလေးတစ်ချက်တည်းမှာဖျောင်းနိုင်ရေအစိမ်းရောင်တစ်တိုင်ကိုထွင်းပါကျွေးပကံတချို့မိတ်ဆွေတွေသိမှတယ်နဲ့ကျွေးပကံများတစ်ချက်တည်းမှာဖျောင်းနိုင်အစိမ်းရောင်တစ်တိုင်ကိုထွင်းပါဒါပြီးတဲ့အခါဖျောင်းနိုင်လေးကိုမင်းညှိပြီးတော့ e a e a o e a အင်္ဂလိပ်လိုပဲ e a e a o e a e a o ဆိုပြီး28ခေါက်သို့မဟုတ်ပို့တော့ညွတ်ပြီးတဲ့အခါလက်ဟုတ်လက်ဝါးတီးပြီးတော့ဖျောက်နိုင်ကိုညှိပြီးတော့ငွေဝင်ပါစေဆူတောင်းပါခင်ဗျာကျင်းသွေးငွေဝင်ပါတယ်ပြန်ပြောပြပါမယ်ကျွေးပကံများတစ်ချက်တည်းမှာ ဖဲ့ငွေဝင်ပါစီလို့ရေးရေးပြီးရေးချင်ရေးမရေးချင်လိုက်ရတယ်ဖျောင်းနိုင်အစိမ့်အောင်မှရမယ်ဘာလို့လဲအစိမ့်ဆိုတာ money color လို့ခေါ်တယ်နောက်ဆရာတို့အနောက်တိုင်းမိဒီမှာဆို money color လို့ခေါ်တယ်အစိမ့်အောင်နေတဲ့တိုင်းပေါ်မှာဖျောင်းနိုင်နေပြီတော့ ဖျောင်းနိုင်လေကို EAEAO EAEAO ငွေဝါစီမိတ်ဆွေတို့ကြိုက်တာရော28ခေါင်နှစ်ခွန်ဝင်တော်ဝင်ကျောနဲ့တို့ဘာညာတို့တော့မိတ်ဆွေတို့ရှင်းပြလိုက်ငွေအဲ့ဒါပြီးတော့ကလက်ဖုတ်လေးတီးပြီးမီးကိုညှင်းပြီးငွေဝင်ပါစီလို့ကစက်ကပြောတချို့ကြတော့လက်လက်မှာငွေဝင်ပါစီရေးတယ်ဒါဆိုရင်ကျင်းတယ်ငွေဝင်ပါချောင်းပြောရင်းနဲ့ကဲဇနေတသမီမိတ်ဆွေတို့2025ခုနှစ်7လပိုင်းနောက်ဆုံးပဲအိတ်နဲ့လွယ်ပြီးတော့2025ခုနှစ်မှာလည်းနောက်ဆုံးပဲအိတ်နဲ့လွယ်လို့2026မှာလည်းယတနာစင်ကြောက် ဇက်တော်တိုင်းကစားနိုင်ဘူးဇာငယ်ကတော့စောင့်နေပြီမိတ်ဆွေတို့အစိုးတွေကိုတက်ပြီးအကောင့်နေနဲ့လိုက်ခဲ့လို့ပြောရင်းနဲ့ဇနိသားသမီးမိတ်ဆွေတွေအားလုံးအောင်မြင်မှုတွေအလီလီတိုးတက်လို့တက်နေတကူလက်ဝင်ဖြိုးလို့ယရနာစိန်ကြောက်ဇက်တော်တိုင်းကစားနိုင်ပြီးတဲ့အခါဒုဗိတ်တန္တရာကတတ်တန္တရာကယောဂတန္တရာကဆိုတော့ကကြီးတုံးမကနေကင်းဝေးကြပါစေလို့ဆုတောင်းထောပနာဆန္ဒပြုရင်းနဲ့ကဲဒီနေရာမှာပဲဒီမှာဆဲကြရအောင်ဗျာ